တရိတ်ရှင်စင်များအားလုံးပဲမင်္ဂလာပါရှင်။လာမယ့်တရက်ငါးလ25ဘောနော်။၈ကြိမ်မြောက်အတွက်ဒီကနေ့ရှာတွေ့တာတဲ့ထဲ့ရဲ့အလေးတိုင်းအပိတ်ရပေါ့နော်။အဲ့တော့ခဏလေးညပြမယ်။တခွက်သေးတော့မဟုတ်ပေါ့နော်။ဒါဆိုရင်ရှာတွေ့တာလေးကိုခုတို့ပြပြပေးသွားမယ်နော်။ အပ်ပြီးတော့ကြည့်ပြပါအောင်ဒါဆိုရင်963 6ရဲ့ဒီမှာရှိတဲ့6ပါเนาะ6ဆိုပြီးယူထားတာ6ပါဆိုရင်ဒီမှာရှိတဲ့96နှလုံးပေါင်းခြင်းတဲ့6ရဲ့ပါဝါတက်ဆိုပြီးရတာဟုတ်ပြီเนาะဒါဆိုရင်ဆက်သွားပါမယ်ဒီလေးပါမှာရှိတာက10ပါเนาะဒီ10ပါဆိုရင်ဒီမှာရှိတဲ့6နဲ့နှလုံးပေါင်းခြင်းရှိရှင်းညီများခြင်း10ဆိုပြီးတော့ရတာပါတယ်เนาะဒါဆိုရင်ဆက်သွားမယ်ဒီမှာရှိတာက10 နဲ့နဲ့ကဆိုရင်ဒီမှာရှိတယ်နဲ့ရဲ့ဒီမှာလာမယ်ထိပ်စည်းတစ်လုံးရယ်ပေါ့နော်နှလုံးပေါင်းမယ်ဆိုရင်ဘာဖြစ်မလဲပေါ့နော်အဲ့လိုမျိုးသွားပါမယ်ဒါဆိုလို့ရှိရင်ကြည်ကြည်အောင်ကဏ္ဍလေးကိုအစားသွင်းမယ်ပေါ့နော်ဒါဆိုရင်ထွက်လာမယ်ကဏ္ဍလေးကနဲ့ဆိုရင်နဲ့မြင်များချင်းနဲ့ဖြစ်ကောင်းနဲ့ပါဝါနတ်ကပ်ပေါ့နော်ခွန် လေးနာနာလောပေါင်းရင်နှစ်ပြက်ကမယ်ခုန်ပြက်ကမယ်လေးပြက်ကမယ်နော်ဒါဆိုလို့ရှိရင်နှစ်ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်နှစ်ဆိုတဲ့အတွက်ကြောင့်မလို့တော်냐ထည့်လိုက်မယ်နော်နှစ်ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်ခုနှစ်ဆိုတဲ့အတွက်ကြောင့်မလို့ငါထည့်မယ်နှစ်ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်းရင်လေးဆိုတဲ့အတွက်ကြောင့်မလို့နှစ်ထည့်လိုက်မယ်နော်ဒါဆိုရင်တော်냐ငါနှစ်ဆိုပြီးတော့ဒါကတော့ထိတ်စီးပြီးပေါင်းလုံးရတာပေါ့နော်မြေအောင် ိတ်ဆီးတွေတုံးလို့ရတာနော်ဒါဆိုရင်အလဲတိုင်းကိုဆက်သွင်းမယ်နော်အလဲတိုင်းကိုသွားပါမယ်အလဲတိုင်းကကြတော့ဒီမှာရှိတယ်638ပေါ့နော်သုံးလ 6ရက်3ရက်ပေါင်းတော့9ရက်8ရက်ပေါင်းတော့ခွန်ပေါင်းချင်း9ဆိုပြီးတော့ပြထားတယ်เนาะဒါဆိုရင်ဆက်သွားမယ်ဒီမှာ share နဲ့ခွန် share နဲ့ပေါင်းတော့3ည9နဲ့ပေါင်းတော့လေခွန်ပေါင်းချင်းခွန်ပေါင်းချင်းခွန်ဆိုပြီးတော့ရထားတယ်เนาะဒါဆိုဒီကဆက်သွားမယ်ဒီမှာနဲ့နဲ့ခွန်ရဲ့ဒီမှာလာမယ်အလဲတိုင်းတစ်လုံးရေ3လုံးပေါင်းမယ်ဆိုရင်သူကလည်းခွန်သူကလည်းခွန်ဆိုသူကလည်း3လုံးပေါင်းရင်ခွန်နဲ့ဖြစ်ပါမယ်เนาะဒါဆိုလို့ရှိရင်ပေါင်းကြရအောင်เนาะ မနေ့နဲ့ခွန်နဲ့ပေါင်းတော့ကိုနောက်တစ်လုံးနဲ့ပေါင်းရင်ခွန်ဆိုတဲ့အတွက်ကြောင့်မို့လို့ရှစ်ထဲလိုက်မယ်နေ့နဲ့ခွန်နဲ့ပေါင်းရင်ကိုကိုရဲ့ရှစ်ရဲ့ပေါင်းရင်ဒီမှာလိုချင်တဲ့ပေါင်းချက်ခွန်နဲ့ဆိုတာကိုရလာပြီနော်ဒါဆိုရင်ကိုဆက်သွားရအောင်နော်ဒီမှာရှိတယ်ကို6နှလုံးပေါင်းရင်ပေါင်းချင်းငါဟုတ်ပြီနော်ငါရဲ့ပါဝါဒီမှာ3ခွန်နှလုံးပေါင်းတော့3ညာ ါဘူးเนาะဒါဆိုရင်60ຫນလုံးပေါင်းတော့ပေါင်းခြင်းလေးဓမ္မခွန်ခွန်ပေါင်းတော့လေးလေးညီများချင်းလေးဟုတ်ကဲ့နော်ဒါဆိုရင်၈နှစ်နှလုံးပေါင်းတော့တုံညာတုံညာပါဆိုရင်ဒီမှာရှိတဲ့ခွန်ရဒီမှာလာမယ်အပိတ်တလုံးရနော်နှလုံးပေါင်းမယ်ဆိုရင်သူကမှာ power equal ဆိုတဲ့အကြောင်းမလို့တုံညာပြညာချင်းတုံညာ power နက္ခတ်ပေါ့နော်တုံညာ၅ခွန်ဆိုပြီးတော့ညာ ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ခွန်ရှိပြီသားပေါ့နော်နောက်တစ်လုံးနဲ့ပေါင်းရင်3ညဆိုတော့ကျွန်တော်တို့3တဲ့မယ်3ရခွန်ရပေါင်းရင်ပေါင်းခြင်း3ညခွန်ရှိပြီသားနောက်တစ်လုံးနဲ့ပေါင်းရင်5ဆိုတော့ကျွန်တော်တို့6တဲ့မယ်ခွန်ရရှိရပေါင်းရင်5ခွန်ရှိပြီသားနောက်တစ်လုံးနဲ့ပေါင်းရင်ခွန်ဆိုတော့ကျွန်တော်တို့3ညတဲ့မယ်နော်အဲ့တော့3 6 3ညဆိုတာကတော့အဓိက3ညတာပေါ့နော် ဒါဆိုလို့ရှိရင်ကဏ္ဍလေးကိုအစားတင်မယ်နော်တွဲကြည့်အောင်၃ညာထိပ်၈အလဲတိုင်းနဲ့သုံးအပိတ်၃ညာ၈တော့၃ညာထိပ်၈အလဲတိုင်းနဲ့၈အပိတ်သွားမယ်၃ညာ၈၈ ၃ညာ8အလယ်နဲ့၃ညာပဲเนาะ၃ညာ8 3ညာသွားမယ်ဒီရင်ငါဒိတ်စီနဲ့သွားမယ်เนาะ9 8 3ဖြစ်မယ်9 8ဖြစ်မယ်9 8 3ညာဖြစ်မယ်เนาะ sorry ဗျာမမြင်ဖြစ်သွားလားအဆိုရင်နှစ်ဒိတ်ကိုသွားမယ်9 8 3ဖြစ်မယ်9 8ဖြစ်မယ်နောက်တစ်ခါ9 8 3ညာပေါ့เนาะဒီလိုမျိုးကဏ္ဍလေးက369ပေါ့เนาะ9ကွက်ထွက်လာပါမယ်เนาะဒါတော့ မရှိရတာကိုချက်ပြချင်းဖြစ်ပါတယ်ကိုရောမာရောချက်ဒီမဲ့ချင်းနဲ့တမဆလိုက်ပြီးတော့ကစားကြပါတော့အားလုံးပဲနာမည်ပမာစင်ပြေကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်